်ရုံအစင်းရင်တရားဆိုနဲတဲ့ရေတွက်မှာမဟုတ်လားအဲ့တရာလုံးနဲ့ပါဒါမြေပြင်မှာပြစ်ကူပုံစံမျိုးလုပ်နေရတယ်မြို့ပေါ်မှာရှိတဲ့အဖွဲတွေပေါ့နော်အဓိကမြို့ပြပျောက်ကြားအဖွဲတွေကိုလည်းဒီတက်ပို့ပြီးတော့လုံနိုင်ကန်နိုင်အောင်ပြေဆုံးအောင်ကျွန်တော်မစ်ရှင်တွေဖော်ဆောင်နိုင်အောင်ကုညီထောက်ပံ့ပေးကြဖို့လိုတယ် မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်တော့ဒါထူးခြားဖြစ်စဉ်နေပြင်အတွင်းလေးကနေစုံစမ်းသိရှိရတဲ့သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးတွေကိုဝင်ပြပေးချင်ပါတယ်ပေါ့နော်အပထမဆုံးတော့ကျွန်တော်ဒါကြောက်ဖြူပေါ့ကြောက်ဖြူနဲ့ပတ်သက်လို့တော်များမေးကြတယ်ဘာဖြစ်လို့ဆိုအဲ့ဘက်မှာဒါအောင်မြင်မှုသတင်းတွေရာလဲတောက်လျှောက်ကြားနေရတာပေါ့နော်ကြားနေရတယ်ပြီးတော့တိုက်ပွဲတွေလည်းတော်တော်လေးကိုပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာဖြစ်တဲ့အတွက်အဲ့ဘက်ကထူးခြားမှုသတင်းများရှိရင်စုံစမ်းပေးပါဆိုပြီးပြောကြရရှိတယ်ကျွန်တော်တက်နိုင်တဲ့လောက်တော့လိုက်ပြီးတော့စုံစမ်းနေ စုံစမ်းတဲ့အချိန်မှာတည်ရတဲ့အကြောင်းအရာတွေလည်းရှိတာပေါ့နော်အဲ့တော့ဒီရက်ထဲမှာကြောက်ဖြူနဲ့ပတ်သက်လို့လည်းအားတက်စရာတွေကအများကြီးရှိတော့ဦးညောင်းအခုဒါရှေ့ရက်မှာဆိုလဲကျွန်တော်ပြောခဲ့တယ်အဲဗာလဲဟိုမြေမြေတူးစက်နဲ့တောင်တူးပြီးတော့အပြုံလိုက်အဲလောကဒုတိယကျက်နဲ့အောက်ဆိုရင်တခါလဲအော်တက်ကျက်နဲ့အောက်ဆိုရင်တခါလဲပေါင်းပြီးတော့မြုပ်တယ်တော့ဘာလို့နောက်ဆိုရင်ဒါဒုတိယဘုံမင်းနဲ့အောက်ဆိုသွားအဲ့လိုမျိုးပေါင်းပြီးတော့မြုပ်တဲ့အဆင့်တွေအထိဖြစ်ကောင်းဖြစ်လာနိုင်တဲ့အနေထားပေါ့နော်အဲပြီးတော့ဒါအဲဒီစနိုက်ပါထိမှန်နေဆိုတော့အဲဒါ ဗမှုချုပ်ဖြစ်သွားတဲ့ဗမှုကြီးပေါ့နော်ဟာဘယ်လိုလဲဆိုရင်မျက်စိတောင်လဲသွားလိုက်သေးရဲ့အဲဒါသူကဒါဗမှုကြီးအဆင့်နဲ့ပြူပါမို့ပေါ့နော်တေသွားတယ်ဆိုတဲ့အချိန်မှာဗမှုချုပ်တိုးပေးလိုက်လို့နာရေးဖိတ်စာထဲမှာဗမှုချုပ်ဖြစ်သွားတာပေါ့နော်ဒါတေပြီးမှရသွားတယ်ယာဓုပေါ့နော်အဲ့ဒါနဲ့ပတ်သက်တာလေဒါကြောက်ဖြူပါပဲအဲ့နောက်တစ်ခုဒါ G1 ပေါ့နော်တိုင်းအဆင့်တိုင်းယုံကနေပြီးတော့ဒါစစ်စင်ရေး G1 ပေါ့နော်တိုင်းမှာနေရတဲ့စစ်စင်ရေး G1 မြေပြင်မှာဒူးထောက်ရဲ့ဒါအရှင်ဖမ်းမိတဲ့ဟာဆိုလဲအဲကြောက်ဖြူမှာဖြစ်တဲ့ဟာပဲပေါ့နော်အဲ့ဒါကတော်တော် A ကလက်ရဖမ်းဆီးမိခဲ့တယ် အဲ့တော့အဲဥစ္စာလည်းဒါအားရစရာပဲပေါ့နော်အတိုင်းမှာတော့ဟာအုတ်ချုံကိစ္စအဲအုတ်ချုံရေးပေါ့နော်အဲသူကဒီကုတ်ခဲတဲ့နေရာမှာနေရတဲ့အတိုင်းစစ် G1 တယောက်ကတိုက်ဝဲနေမိတဲ့မှာဖမ်းမိတယ်ဆိုနေတာသူတို့မှာဖွဲ့စည်းပုံတွေဘယ်လောက်ပြတ်နေလဲဆိုတာလည်းသိရတယ်ပေါ့နော်နောက်တစ်ခုကဒါနောက်ထပ်အကြီးပိုင်းပေါ့နော်အဒုတိယပုံမူကြီးအဆင့်ကျော်တဲ့သူတယောက်ပေါ့နော်အဲ့ဒီလျောက်ဆိုလဲဒါနေပြီးတော့ဟိုဒါလင်းနဲ့ပြန်ခေါ်ရတယ်သူရဲ့ဓာတ်ပေါ်ကြီးပေါ့နော်လင်းနဲ့ပြန်ခေါ်ရတယ်ရန်ကုန်ပို့ရတယ်အဆင့်ဆင့်ပို့ပြီးမှပဲ တယူရတဲ့အနေထားတွေဖြစ်သွားရည်လေဒါလည်းကြောက်ဖြူပါပဲဗောနော်အခုလဲကျွန်တော်စုံစမ်းသိရှာရအချိန်မှာမြေပြင်မှာစနိုက်ပါဗောနော်ဒေါ်လိုင်းတပ်ဖွဲ့တွေရဲ့စနိုက်ပါလက်ချက်နဲ့လုံးဝဒါလုံးဝဟိုပါဗောနော်အသက်ပြောက်သွားတဲ့ဒါစစ်ကောင်စီစစ်သားတွေအများကြီးရှိတယ်ဆိုပြီးတော့လဲသိရတယ်ဗောနော်နောက်ထပ်သိရတဲ့အချိန်တွေတခုဆိုရင်ပါလဲဆိုတော့ဒီကြောက်ဖြူမှာဒီအထဲမှာဗောနော်အဲ့ဘက်ကိုဒါတိုက်ခိုက်ဖို့ဆိုပြီးတော့လေချောင်းတိုက်ခိုက်ဖို့ဆိုပြီးတော့လေရင်6စီးတီးတဲ့ လှုပ်ထားတာမျိုးရှိတယ်အဲအဲတိုက်လိုက်ရင်6စင်းနဲ့အဲပြစ်ကူပေးတာမျိုးတွေလှုပ်တယ်ပြီးတော့ drone ပြီးတော့ drone အစင်းကြီးတရာပေါ့နော် အစင်းကြီးတရာလောက်အထိကိုဒါပြစ်ကူပေးတဲ့လေချောင်းပြစ်ကူပေးတဲ့ပုံစံမျိုးနဲ့ဒါစစ်သူတို့ရဲ့ဒါဒါတိုက်ပွဲမှာပေါ့နော်ဝင်ကူခိုင်းနေတယ်ဆိုတဲ့ပုံစံမျိုးသိရအဲ့တော့ fighter 6စီးဆိုတော့ထားပါတော့ဒါနေရာပေါင်းစုံမှာအခုနလိုမျိုးပေါ့နော်လေချောင်းပြစ်ကူတွေကပေးနေတာဆိုတော့တောက်လျှောက်ပဲပေါ့နော်ပမောလိုနေရာမျိုးမှာလည်း ဒီတဏီယာထဲမှာတဏီယာထဲတစ်ချိန်တည်းပေါ့နော်အဲ့နေရာတစ်ခုတည်းကိုပဲဒါလေးငါးစီးနဲ့လာပြီးပြစ်သွားတယ်ဖြစ်စဉ်နေရာရှိတော့လေးရင်6စီးပြစ်ကူပေးတယ်ဆိုရက်ဟာလည်းတိတ်တော့အစမ်းတော့မဟုတ်ဘူးဒါပေမဲ့အဲ့နောက်မှာပါလာတဲ့ drone အစင်းရင်တရာဆိုတာကကြတော့နည်းနည်းစားတယ်အဲ့ဒါဘာလဲဆိုတော့ drone အစင်းရင်တရာဆိုတာနည်းတဲ့အရေတော့မှမဟုတ်တာအဲ့တရာလုံးနဲ့ပါဒါမြေပြင်မှာပြစ်ကူပုံစံမျိုးလုပ်နေရတယ်သူတို့ဘက်ကနေပြီးတော့ဒီဥစ္စာတွေကိုအသုံးပြုပြီးတော့တိုက်နေရတယ်ဆိုရက်ဟာကသူတို့အတွက် ဘလောက်တော့မှချင်းနေစိုးနေပြီလဲဆိုတော့ကိုခံမှန်းကြည့်လို့ရတယ်ပေါ့နော်အော်ဒီဘက်ကတော်လည်းတက်ဖွဲ့တွေကအရေးတာမှုအตาစည်းရထားမှုကတော်တော်ကိုအနေထားမှာတော်တော်ကိုအချိန်နေကောင်းနေတဲ့အနေထားမှာရှိတယ်အဲ့တော့ဒီ drone စီးရဲ့တရားနဲ့ပေးတယ်လင်း6စီးလောက်လဲပေးတဲ့ဂျားတွေကမှဒါကြောက်ဖြူကြသွားရဲဆိုရင်မင်းအောင်နိုင်ကတော်တော်ကိုအဆက်ကွဲမဲ့အဖြစ်အဲ့ဟာအပြင်မှဒီခုနလိုပေါ့နော်တရုတ်ရဲ့ဒါစီးပွားရေးတော်တော်များများအခြေဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ပေါ့နော် တရုတ်ကြီးကိုလည်းသူ့အနေနဲ့မျက်နှာမပြရဲတဲ့အဆင့်မျိုးဖြစ်သွားနိုင်တယ်။အဲဒီလိုမျိုးသားဖြစ်သွားရင်ကျွန်တော်တို့ဒါကြည့်ရတာပေါ့နော်မရောက်လိုက်တရုတ်ရဲ့ပြစ်တင်ကဲ့ရဲ့ရှုံချမှုတွေအထင်သေးမှုတွေလည်းထပ်ပြီးတော့ခန်းစားရအောင်မလားဆိုပြီးတော့လည်းဒါတွေးမိတယ်ပေါ့နော်တွေးမိတယ်ပြီးတော့တိသွားလောက်တယ်တရုတ်လည်းတိသွားလောက်တယ်မရောက်လိုက်ကငါရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်မဲ့ကောင်မဟုတ်ဘူးဆိုတဲ့ဟာကိုလည်းနောက်တစ်ကြိမ်ထပ်တိသွားမယ်ပုံစံမျိုးလို့ကျွန်တော်တို့ယူဆမိတယ်ပေါ့နော်အဲ့တော့ဒီအောင်ပွဲကလည်းမကြခင်ရလိမ့်မယ်လို့လည်းယုံကြည်တယ်မျှော်လင့်တယ် ီးတော့တိုက်ပွဲဝင်နေတာကလည်းအာခတ်တော်ဖြစ်တဲ့အတွက်ပေါ့နော်အာဒီအောင်ပွဲကတော့တေချာပေါက်ရမယ်လို့လည်းယူဆမိတယ်မြေပြင်အခြေအနေကတော့ဒါထပ်ပြီးတော့သိရရင်သိရသလိုကျွန်တော်ဆက်ပြီးတော့မျှဝေပေးဖို့ရှိပါတယ်နောက်တစ်ခုကတော့ဒါအရာဝေးတိုင်းငတိုင်းကြောင်းကပေါ့နော်အမှတ်344အမြောက်တန့်ရင်ရဲ့နောက်မှာဒါမြေချင်းကြီးတွေတူးပြီးတော့ဒါလျှက်စစ် short တိုက်လို့ရအောင်ပြင်ဆင်နေတယ်ဆိုတော့သတင်းတစ်ခုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ရီလဲရီကျင်တာပေါ့နော်ကောင်းနေကမီးမီးတော်တော်နတ်မှန်တာဆိုတော့သူက short တိုက်ဖို့အတွက်တောင်မှသူကပြင်ဆင်နေတယ်ဆိုပြီးတော့တွေ့တွေ့သိရတာပေါ့နော် အဲပြည်သူတွေကလည်းဒါမျိုးအဲလောင်ကြပြောင်ကြတာပေါ့နော်နောက်တစ်ချက်ပြန်စဉ်းစားကြည့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကအဲ့လိုမျိုးအစီမံနဲ့လုပ်ပြီးဆိုကနေကလုံနိုင်တဲ့အနေအထားရှိလို့လုပ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးမီးကိုမှန်မှန်ပေးနိုင်တဲ့အနေအထားရှိလို့လုပ်တာဖြစ်တယ်လို့လည်းပြောရမယ်ဘာမှအရေးမပါဘူးဘာမှအရာမရောက်ဘူးအရာမဝင်ဘူးဆိုရင်တော့တို့လည်းလုံမှာမဟုတ်ဘူးအဲ့တော့အဲ့ဥစ္စာကိုကျွန်တော်ကအထင်သေးလို့တော့မရဘူးပေါ့နော်မရဘူးပြီးတော့ဒီလိုမျိုးတက်ရဲ့ဒီတက်ဒါဒီတက်တက်သေးလို့လည်းကျွန်တော်တို့ကယူဆလို့မရဘူး ဒီလိုမျိုးလုံနေတဲ့တက်တွေဘယ်လောက်ရှိနေပြီလဲသူတို့ရဲ့တက်အားလိုက်နေဘယ်ကနေလာသလဲဘယ်လိုပုံစံမျိုးနဲ့သူတို့အသုံးပြုမှာလဲဆိုတဲ့ပုံစံမျိုးတွေထပ်ပြီးတော့စုံစမ်းသိရှိနိုင်ဖို့အတွက်လည်းစ조사ရမှာဖြစ်တယ်ကျွန်တော်တို့လည်း조사မယ်ပေါ့နော်အဲပြီးတော့အဲကျွန်တော်တို့အထင်သေးတဲ့ဟာမျိုးတွေဆိုရင်လည်းအဲရန်သူကအထင်လည်းမသေးဘူးအဲထင်လည်းမကြီးဘူးဒါမျိုးလည်းရှိတာပေါ့နော်အဲတော့အဲကျွန်တော်တို့လုံနိုင်တဲ့ဟာတွေကဒီလျှက်စက်တက်အားဘယ်ကလာသလဲဆိုတဲ့ဟာတွေသိရင်အဲ့ဒါကလည်းအဖြေတစ်ခုဖြစ်သွားလိမ့်မယ်နောက်တစ်ခုကဒါကသူ့အတွက်အသားစီးတစ်ခုသာလောက်တာပါပေါ့နော်ဘာလို့လဲဆိုတော့ တို့တရင်တွေကိုကတ်လာပြီးဝင်လာပြီးတိမ့်လာပြီးဆိုတဲ့အချိန်မှာ short တိုက်ဖို့အတွက်ကိုပြင်ဆင်ထားတာဖြစ်တဲ့အတွက်ဒီတရင်ကိုမသိမ့်နိုင်အောင်အတားဆီးလုပ်တယ်အဲခုနလိုပေါ့နော်အခက်အခဲပုံစံမျိုးတစ်ခုလုပ်တယ်လို့ပဲဒါယူဆရမယ်အဲ့လိုလုပ်တာဖြစ်တဲ့အတွက်ပေါ့နော်တို့အနေနဲ့ဒီတရင်တွေဝင်တိုက်ခံရမယ့်အရေးကိုတို့ကြိုတင်ပြင်ဆင်နေပြီဆိုတာကိုလည်းကျွန်တော်သိရမယ်ရှေ့မှာတိုက်ခံနေရတဲ့တရင်တွေများလာတဲ့အခါတို့အတွက်တို့အဖြေရှာကြတဲ့အခါဒီအဖြေကိုတို့ လက်သလုံးမှာချမှတ်ထားတယ်လို့ယူဆရတယ်အဲ့တော့ကျတော့အဲ့အတွက်ကိုလည်းကျွန်တော်တို့ဒီဘက်ကဖြည့်ရှင်းတဲ့ပုံစံမျိုးကိုကြိုတင်ပြီးတော့စဉ်းစားထားတင်တယ်ပေါ့နော်အဲ့တော့အဓိကမီးပါပဲပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာကအဲတချို့လည်းသိကြပါလိမ့်မယ်ပြီးသူကိုသာပေးရင်မီးမမှန်တာဒီကောင်းနေလာရင်မီးမှန်တယ်ဒီကောင်းနေစင်းများလူကြီးလာပြီဆိုရင်အားလုံးသိကြတဲ့အတိုင်းအဲ့ချိန်မှာအာလျှက်စစ်မီဒီလုံးဝမှန်ပြီးတော့ဗောနချိုးပြည်သူတွေဆိုပြောကြတယ်ဒီကောင်းနေလူကြီးတွေဆိုရင်အာမီလင်းကောင်ကြီးမီလင်းကောင်ကြီးအဲ့လိုမျိုးတောင်ပြောကြတဲ့ပုံစံပြောရရှိတာ哦အဲ့တော့ကျတော့ သူတို့အတွက်ဆိုရင်တော့သူတို့ကပြည့်စုံအောင်လုပ်မှာပဲပြည်သူအတွက်ဆိုရင်တော့သူတို့ကကောင်းနေမထဲတာအဲ့တော့အဲဥစ္စာကိုလည်းထက်တွေ့ပြီးစဉ်းစားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့စစ်ကောင်စီဘက်ကသူတွေရောစစ်ကောင်စီကိုထောက်ခံတဲ့ပါတီတဲကပေါ့နော်အကြီးပိုင်းတွေရောအတောက်တိုင်တွေရောပေါ့နော်အဲ့လိုကောင်မျိုးတွေကမြို့ပေါ်မှာမလုံခြုံတော့ဘူးမြို့ပေါ်မှာသူတို့အသက်အန္တရာယ်အတွက်ချင်းချောက်မှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကြောင့်မလို့ပြေးပြီးတော့ကြောက်လန့်နေရမျိုးတွေရှိတယ်အဲ့လိုကြောက်လန့်နေတဲ့အတွက်သူတို့တတ်တော်ဆောင်ငှားတာမျိုးတွေ ။အပြီးရင်ဒါလက်နက်ကင်ဆောင်ခွင့်တောင်းခံတာမျိုးတွေလည်းရှိလာတယ်ဆိုပြီးတော့သိရတယ်။ဒါဟာလည်းအောင်မြင်မှုတစ်ခုပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာအဲဘုံကျုပ်ငိမ့်စားချုပ်ထုံးအောင်ဒါရှင်းလင်းခံရတဲ့ကိစ္စမှာသူတို့တွေကြောက်လန့်ကြဖြစ်ကြတယ်။အဲ့ဒါကအမျက်ပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်နေမျိုးပေါ်မှာနေနေတယ်ဆိုပေမဲ့ဒီကောင်နေတော်လိုင်းရင်တပ်ဖွဲ့တွေကိုကြောက်လန့်နေရတယ်။ဘယ်နေရာမှာမှသူတို့အတွက်မလုံခြုံတော့ဘူး။သူတို့တွေသူတို့အိမ်ထဲမှာနေရင်တော့မှပဲကြောက်လန့်နေရတယ်ဆိုတော့အကြောက်တရားကိုတော်လိုင်းတပ်ဖွဲ့တွေကရိုက်ထည့်ပေးနိုင်ခဲ့တာပဲပေါ့နော်။ အဲအကြောင်းလို့သာတို့ဒါတနက်ကင်ဆောင်ဝဲတောင်းခံတာအဲ့တတော်ဆောင်ငားတာတို့လှုပ်လာတာပေါ့နော်နောက်ထပ်အဲ့ဒါဘာတိရလဲဆိုတော့ဒီကောင်းနေစိတ်ထဲမှာဘာဖြစ်နေပြီလဲဆိုတော့တို့အားကိုးပါတယ်တို့အားထားပါတယ်တို့ဘုံမှပါတယ်ဆိုတော့စစ်ကောင်စီကတို့ကိုတကယ်တမ်းမှမကယ်နိုင်ပါဘူးလုံခြုံအောင်မကာကွယ်နိုင်ပါဘူးဆိုတဲ့အကြောင်းကိုလည်းတို့သိသွားလို့ဒီလိုတွေပြင်ဆင်တာအဲ့ဥစ္စာကလည်းဒါကျွန်တော်တို့တော်လိုင်းမှာအမျက်ရှိတယ်ပေါ့နော်အပြင် ဒီလိုမျိုးအကြောက်တရားတွေများများလှုပ်ပေးနိုင်ဖို့အတွက်ကိုတော်ရဲကနေပြီးတော့မျိုးပေါ်တက်လာမဲ့ဆိုတော့ပြင်ဆင်နေတဲ့အဖွဲတွေပြေဆုံးမှုအတွက်ကြီးပဲကျွန်တော်လုပ်နေလို့မရဘူးမျိုးပေါ်မှာရှိတဲ့အဖွဲတွေပေါ့နော်အဓိကမျိုးပြပျောက်ကြားအဖွဲတွေကိုလည်းဒီတက်ပို့ပြီးတော့လုံနိုင်ကြနိုင်အောင်ပြေဆုံးအောင်ကျွန်တော်မစ်ရှင်တွေဖော်ဆောင်နိုင်အောင်ကူညီထောက်ပံ့ပေးကြဖို့လိုတယ်ဒီတက်အဖွဲတွေဆိုတာကလည်းအဲခုနလိုပေါ့ PDF တက်အဖွဲတွေထပ်ပို့ပြီးတော့ခက်ခဲတာတွေရှိတယ်ရန်သူနဲ့အနီးကပ်နေရတယ်ရန်ဆန်ရတယ်အချို့ပိုင်းတွေမှာသူတို့ ဒါပြည်သူစီကိုမျက်နှာပြပြီးတော့အခုညတောင်းလို့မရဘူး။အဲ့ခါမှာအခက်အခဲတွေအများကြီးရှိတယ်။ရှင်သန်ရက်တရေတော်မှာအခက်အခဲတွေအများကြီးရှိတယ်။ဒီကြားထဲမှာခုလိုမျိုးမရှင်ကောင်းတွေကိုဖော်ဆောင်ပေးနိုင်တာအရန်အားရဖို့ကောင်းတယ်ပေါ့နော်။အဲ့လိုတွေများများလှုပ်ပေးနိုင်လေလေစစ်ကောင်စီကိုထောက်ခံတဲ့ကောင်တွေစစ်ကောင်စီဘက်ကကောင်တွေသူတို့ရဲ့အကြီးအကဲတွေပေါ့နော်။အဲ့လိုကောင်မျိုးတွေကငါတို့ဘယ်သွားသွားမလုံခြုံတော့ပါလား။အကြီးလက်စားစားနဲ့အဲ့စိုးရင်ကြောင်းကြမှုကြီးကအရန်အရန်ကိုသူတို့စိတ်ဒုက္ခပေးတာပေါ့နော်။အဲ့တော့ပြောရမယ်ဆိုရင်ပြည်သူတွေကသူတို့ကပြောကြတယ်ဒါဒီကောင်တွေဝက်လိုက်တာ။ ဒီကောင်လေးဝစ်လေတာဒီကောင်လေးကိုစိုက်ခဲ့တဲ့အတိုင်းပြန်ရိတ်သိမ်းနေရပြီဆိုတဲ့ပုံစံမျိုးကိုပြောကြရရှိတယ်တကယ်လည်းဟုတ်ပါတယ်ပြည်သူတွေကိုနေ့စဉ်နဲ့မြအကြောင်းလက်တကြားဖြစ်အောင်လုပ်ခဲ့တဲ့လုပ်ရည်တွေသူတို့ပြန်ခံစားနေရပြီဖြစ်တယ်ဗောနော်ဒါလည်းဖရားကြာကောင်းတယ်နောက်တစ်ခုကတော့ဒါကျွန်တော်သတိထားကြအနေနဲ့ဗောနော်အတွင်းထဲကနေဒီရှိရတဲ့ချိုးသတင်းတွေကိုကျွန်တော်ပြောပြခြင်းနဲ့အဲ့ဒါကတော့ဒါဗမောဘက်ဗောနော်ဗမောဘက်ခရှိမီနဲ့ဗမောဘက်မှာဆိုရင်ဒါဗမုံမှာဒါရွှေကြီးနားဆိုတဲ့ဘုံကြီးကျောင်းရှိတယ်အဲ့ဘုံကြီးကျောင်းဘက်ချမ်းမှာစစ်ကြောင်းနေထိုးဖို့လုပ်တယ်သူရဲ့ရည်ရချက်ဆိုရင်ဒါအမြောက် ဒါလက်နက်ကြီးဆင်ဖို့ပေါ့နော်အဲ့ဒီနေရာမှာဒါနေမင်းရှင်းလင်းမှုတွေလှုပ်ဆောင်မှုအတွက်ကိုစစ်ကြောင်းတွေထိုးခိုင်းနေတယ်နေမင်းရှင်းလင်းတာတွေလှုပ်ခိုင်းနေရဆိုပြီးတော့လေသိရတယ်ပေါ့နော်ဒါဒီဘက်ကတပ်ဖွဲ့တွေအနေနဲ့ကျွန်တော်အသေးစိတ်တော့ပြောထားတာရှိတယ်ဒါတခုကသိစေချင်တာစစ်ကောင်စီကဘလောက်ပဲအခြေအနေစိုးနေစိုးနေသူတို့လှုပ်ဆောင်ရမယ့်အလုပ်တွေကိုသူတို့တိုးတိုးပြီးတော့လှုပ်ဆောင်နေတော့မယ်အောက်မှာရှိတဲ့သူတို့အတွက်အသေးခံပေးမယ့်အဖွဲ့တွေကိုဆက်ပြီးတော့စည်င်းနေတော့မယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်နောက်ခုကဒါ concrete ဘက်မှာဆိုလေအဲ့လိုမျိုးကင်းမုံဝစ်ခိုင်းတဲ့ဟာတွေအဲပြီးရင်အဲ့လို တက်ဖြောက်ခိုင်းတဲ့ဟာတွေပေါ့နော်။သွားနေတယ်။သွားခိုင်းနေရင်နဲ့မှာပဲမင်းတို့နေလိုက်တော့အဲ့မှာပဲရက်လိုက်တော့ရက်ပြီးရင်ကိမုံဝက်လိုက်တော့ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တရင်တွေပေါက်ကြားနေတယ်။အဲသူတို့ရဲ့လှူရှားမှုတွေအာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကသိရှိနေတယ်ဆိုတဲ့အကြောင်းသူတို့ရိတ်မိရဲ့အခါဒါမျိုးပုံစံလှုပ်ခိုင်းတာတွေရှိတယ်။အဲဒါကြောင့်အဲ့လိုမျိုးလှုပ်ခိုင်းနေတယ်ဆိုပေမဲ့လည်းသူတို့အတွက်အဆင်ပြေလားဆိုတော့အဲ့စစ်ကြောင်းတွေမှာဒဏ်ရာရတဲ့သူတွေအများကြီးပါတယ်လို့သိရတယ်။ဒါကလည်းသူတို့ဘက်မှာ သွားခိုင်းနေတယ်အလုပ်တစ်ခုလုပ်ခိုင်းနေတယ်စစ်ကြောင်းထိုးခိုင်းနေတယ်ဒါပေမဲ့အဲ့စစ်ကြောင်းကဒဏ်ရာရတဲ့သူကိုတော့မှကယ်ထုတ်ပေးဖို့အစီအစဉ်မရှိဘူးဆိုတော့အာကိုသိစေချင်တာအဲ့ဒဏ်ရာရတဲ့ကောင်ကြီးကဒဏ်ရာရတဲ့အတိုင်းနဲ့အဲ့သူတို့ရဲ့လုပ်ခိုင်းနေတဲ့ရီမန်ချက်တာဝန်ကိုလုပ်နေရတယ်ဆိုတော့အာကိုသိစေချင်တာအဲ့တော့အဲ့ခါကလည်းအားရစရာကောင်းတယ်ပေါ့နော်ဒါသိကြတယ်သူတို့တွေသွားခိုင်းတဲ့နေရာကိုသွားမှာမဟုတ်ဘူး ဒါကျွန်တော်တို့ပြောပြရဲဆိုတဲ့ဟာကတီးရတဲ့ဟာကိုပဲပြောပြရတာပေါ့နော်ဒါပေမဲ့မြေပြင်မှာအိုက်ကောင်တွေလိုက်လို့မလုပ်ဆိုတာတော့ကျွန်တော်တို့အားမမကန်ဘာဖြစ်လို့လဲဆိုတော့အခုမြေပြင်မှာဘယ်နေရာကိုပဲတော်တော်ဘာကိုပဲလှုပ်လို့ဒီကောင်တွေလှုပ်ရဲတယ်ဆိုတဲ့ဟာမျိုးမရှိဘူးသွားရဲတယ်ဆိုတဲ့ဟာမျိုးမရှိဘူးအဲ့တော့ကျတော့လိန်မှုအတွက်ပဲစ조사နေကြတာများတယ်အဲ့တော့ရုပ်တွေကတော့ဒီလိုသွားခိုင်းနေဆိုတဲ့ဟာကိုတီးလိုက်တယ်ဒါပေမဲ့မြေပြင်မှာသွားမသွားဆိုတော့ဒီကောင်တွေပုံမှာပဲမူတည်တာပေါ့နော်အဲ့တော့အဲ့ဒါလေးလည်းကြိုတင်ပြီးတော့မြေတာရက်ခံနေတယ်ဖွဲ့ရီစီကိုတော့ကျွန်တော်တို့တေချာပေါက်သတင်းတွေပေးပို့ထားပြီးဖြစ်တယ်ပေါ့နော် နောက်တစ်ခုအားရစရာတစ်ခုကတော့ဒါရန်ကုန်ဘက်မှာပေါ့နော်မြစ်တွင်းမှာကင်းလှည့်တဲ့ရေရင်ပေါ့နော်မြစ်တွင်းသားကင်းလှည့်ရေရင်ဒါအမှတ်ဆိုရင်219နစ်မြုပ်သွားတယ်နစ်မြုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဒီကောင်းလေးလောဝဂျိုးဝင်နေတာပေါ့နော်ပြည်သူကိုနှိမ့်ဆက်ညှိမ့်မဲ့တပ်ဖြတ်ခဲ့တဲ့ကောင်လေးအခုတော့ကန်တရားကြီးကတန်ခတ်နေတာပေါ့နော်ဘယ်သူမှဘာမှမလုပ်ရသေးဘူးဒီကောင်းလေးသူတို့ကသူတို့ဒါနစ်မြုပ်တာတွေဖြစ်တယ်အဲ့နစ်မြုပ်တဲ့ဟာကိုဘာလုပ်လဲဆိုတော့ဒီတပ်မတော်ရေမှာပြန်ပြီးတော့အသုံးပြုလို့ရမရဆိုရက်ပုံစံမျိုးတွေစစ်ဆေးကရင်ရေတင်နစ်မြုပ်သွားတယ် အဲ့ဒါကိုပြန်ပြီးစစ်ဆေးခိုင်းတယ်ပြီးတော့အဲ့ဥစ္စာတွေကိုစုံကုန်ဖွဲ့ပြီးတော့အေးအေးယူဖို့လုပ်နေတာရှိတယ်အဲ့တော့လုံးဝပေါ့နော်သူ့ဘာသူလုံးဝပြည်တော်လိုင်းတက်ဖွဲ့တွေကဘာဘာကိုလုံးစရာမလိုဘူးသူ့ဘာသူကိုဖြစ်နေတာပေါ့နော်ဒီကောင်လေးနစ်မြုပ်တယ်ဆိုတဲ့အချိန်မှာတည်တဲ့ကောင်လေးလည်းရှိမှာနော်အဲ့လိုမျိုးဖြစ်တဲ့အပြင်မှာအဲ့ဟာမှာတာဝန်ရှိသူအစင်းစင်းကထပ်ပြီးတော့အေးအေးယူခံရအောင်ပါဆိုတော့ သူ့ဟာနဲ့သူကိုလုံတည်များပြီးသူ့ဟာနဲ့သူကိုဆုံးရှုံးမှုတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဒီနေရာကနေပြောပြချင်တယ်ပေါ့နော်အဲ့တော့မြေပြင်မှာတော့တရင်ကောင်းနေလည်းအများကြီးရှိသလိုထူခြားဖြစ်စဉ်တွေလည်းရှိတယ်ကျွန်တော်တို့တည်တည်ထားမယ့်အရာတွေလည်းအများကြီးရှိရတဲ့အတွက်တော်လိုင်းကိုဒီတက်ပို့ပြီးတော့မြေမြဆက်ဆက်အောင်မြင်ဖို့ကိုတက်နိုင်တဲ့အပိုင်းတွေကနေစူးစမ်းကြပါစို့လို့ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်